ဘာမှသတိထုတ်ပြန်မလာတော့ဘူးစိတ်မကောင်းပွေရတွေ့ရပါလိမ့်မယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ရှီကိုလက်ခံရရှိလာတဲ့ထောင်တွင်းကပေးပို့လာတဲ့သတင်းချက်လက်တွေကဝန်းနေစရာကြည်ကွဲစရာကောင်းတဲ့ဖက်စစ်အကျန်းဖက်ဒီလက်ပါစီတွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုအကြောင်းအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပအဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ Jesus သူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အရေးတော်ပုံအောင်ရမည်။စေအာနာရှင်စနစ်ကြာရှုံးရမည်။ကျေစမှုနဲ့မာယာတွေများတဲ့သက်စစ်အာနာရှင်စနစ်အကြောင်းစီတစောင်း တင်ပြခြင်းဖြစ်ပါတယ်။မနေ့ဒီတုန်းကတက်လာတဲ့တည်နေအရာအာတောင်ငူထောင်ကိုစိုးဝင်းတော်လကောင်းမင်းအွန်လိုင်းတော်လကောင်းပေါ့ကြီးပိုင်းကောင်တကောင်ကောင်တွားရောက်ပြီးတော့စစ်စေးတဲ့တည်နေအာချင်းချင်းထောင်နေဆောက်လုပ်တဲ့တည်နေအကြောင်းဖတ်ရပါလိမ့်မယ်။ကျွန်တော်တို့အနေနဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်အောက်မှာဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုအလုံးစုံမှန်မှန်ကန်ကန်သိနိုင်ဖို့ဆိုတာအလွန်ခက်ရင်းတဲ့ရှင်နေပါ ဖက်ဆစ်စနစ်ဆိုတာအတန်ကန့်လန့်ကန့်လန့်နဲ့အုပ်ချုပ်ပြီးသတင်းစီးဆင်းမှုလွတ်လပ်တဲ့သတင်းဖော်ပြမှုနဲ့ပြည်သူလူထုကိုသတင်းသိမြင်ခွင့်ကိုအတင်းကျပ်ဆုံးဖိနှိပ်အုပ်ချုပ်တဲ့စနစ်မျိုးလို့သူတို့အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ပြည်သူလူထုအတွက်တော့ကျွန်တော်တို့ခိခိုက်ဝမ်းနဲ့ကြေကွဲရုံမှာတပါချမ်းရှိပါဘူးသူကျွန်တော်တုံးတက်ပြချင်တာကဒေါန်ဆန်းစုကြည်ထုတ်နှောင်ထားရဲဆိုတဲ့အချင်းထောင်ပတ်သက်ပြီးတော့သတင်းမီဒီယာတချို့ကတူးတူးတက်တက်တက်လာတဲ့ဒေါန်ဆန်းစုကြည်ဘီကင်းနဲ့ဆိုတဲ့အကြောင်းလောက်ပဲကျွန်တော်တို့ကြားသိရပေမဲ့ နိုင်ငံတော်သမ္မတအဖြစ်လက်ရှိအချိန်ထိကုလသမဂ္ဂမှကုလသမဂ္ဂနဲ့ဒီနိုင်ငံတကာအဖွဲ့အစည်းတွေရှိမှတရားဝင်ခွင့်ပြုထားခြင်းခွင့်ပြုထားဆဲဖြစ်တဲ့သမ္မတကြီးဦးဝင်းမြင့်ကို ချုံနောင်ထားတဲ့တောင်ငူထောင်နဲ့ပတ်သက်ပြီးတော့ထိခိုက်ပျက်စီးမှုငလျင်ကြောင့်အခြေအနေတွေသမ္မတကြီးဘေးကင်းမှုရှိမရှိဆိုတဲ့အခြေအနေတွေကဘာမှသတိထုတ်ပြန်မလာတော့ဘူးစိတ်မကောင်းပွေရတွေ့ရပါလိမ့်မယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ရှိဟိုလက်ခံရရှိလာတဲ့ထောင်တွင်းကပေးပို့လာတဲ့သတင်းချက်လက်တွေက ဝန်းနေစရာကြည်ခွဲစရာကောင်းတဲ့ဖက်စစ်အကျန်းဖက်ဒီလက်ပါးစီတွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုအကြောင်းသင်ပြခြင်းပါအကျဉ်းထောင်တစ်ထောင်မှာဆိုရင်ကျင်းထောင်နှစ်ထပ်ဆောင်ရှိတဲ့နဲ့အပေါ်ဆောင်တွေဟာလုံးဝပြိုပြက်ပြီးတော့ပြိုကျတော့မယ့်အနေအထားရှိနေတာဟိုတော့မှအောက်ထက်ကိုအကျဉ်းသူအကျဉ်းသားတွေကိုရွှေ့ပြောင်းပြီးတော့တော့ခပ်ပိတ်လောင်ထားပါတယ်အပေါ်ထက်ကလုံးဝပြိုကျနေတဲ့အနေအထားဖြစ်နေပြီပုံမှန်လူမျိုးလို့မရတော့ဘူးအောက်ထက်တွေကိုရွှေ့ပြောင်းထားနေပါတယ် ထားပြီးတော့ဘာဖြစ်လဲဆိုတော့အားလုံးအပြင်းအနေပြီးတော့လွတ်ဒီအပြင်းအနေပြီးတော့ဘိုးကောင်းငယ်အောက်ကနေထောင်ဝင်တန်းတွေကတနက်တည်းနဲ့အစနစ်ချိန်ရွယ်ပြီးတော့ကြိုကြလူဆဲဆဲအကျဉ်းထောင်ကထောင်ဆောင်အောက်ကအကျဉ်းသူအကျဉ်းသားတွေကိုချင်းချောက်နေပါတယ်တုံချမှုမပြုဖို့အဲဆိုပြီးချင်းချောက်နေပါတယ်ပြီးတော့ငလင်လှုပ်နေတဲ့အချိန်တုန်းကလည်းပဲငလင်လှုပ်လာလို့ရှိတဲ့နေရာနေပြီးတော့ရှောင်ရှားဖို့ကြိုးစားတဲ့လူငယ်နှစ်ယောက်ကိုလည်းအပြင်းထန်ခေါ်ယူရိုက်နှက်တာဒီလူမျိုးပြခံစားနေရပါတယ် ဒါလက်ရှိထောင်ထဲကနေပြီးတော့ကျွန်တော်ရှိကိုဆက်တယ်ပြေးပို့လာတဲ့ဖန်စီချုံတော်ရံမေးဆွဲထားခြင်းခံရတဲ့နိုင်ငံရေးကျင်းသူကျင်းသားတွေရဲ့ဘဝဖြစ်ပါတယ်ဘုညူသာရဲ့နိုင်ငံတော်သမားကြီးဦးမြင့်လည်းပဲအခုလိုရင်ဆိုင်ကြော်လွှားနေရလိမ့်မယ်လို့ကျွန်တော်တို့ယူဆပါတယ်အဲ့တော့ကျွန်တော်တို့တွေဖိုးတန်တဲ့နိုင်ငံသားကောင်းနိုင်ငံတော်သမားကြီးနဲ့တိုင်းပြည်ကပုဂ္ဂိုလ်အပါအဝင်နိုင်ငံသားကောင်းနိုင်ငံရေးကျင်းသားတွေကိုမြန်ဆိုးလွတ်မြောက်ဖို့ဟာဖက်စစ်အကြမ်းဖက်စနစ်ကို ပြီးတိုင်ခြုံငင်းအောင်ကြိုးစားရုံမှတပါအချားမရှိဘူးလို့ကျွန်တော်တို့သုံးသပ်ကြိုးစားမှဖြစ်ပါတယ်ဆိုတော့အချင်းမြောင်းနိုင်ငံရဲ့အခြေအနေကိုကျွန်တော်တို့ပြန်ကြည့်ရအောင်ဖက်စစ်ကြမ်းဖက်မင်းအောင်လိုင်ရဲ့အုပ်စုဟာအခုဆိုရင်သူ့ရဲ့နေပြည်တော်ရုံဌာနဆိုင်အဆောက်အုံ80ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်လို့ဂျူရုကကြည့်ရှုတဲ့မြေမြေပုံမြေပုံတွေ့ရှိချက်တွေမြေပြင်ကထောင်လန်းတွေ့ရှိရတဲ့အချက်တွေကကျွန်တော်တို့သိရှိရပါတယ်ဒီဘက်က ရုရှားကယ်ဆယ်ရေးအဖွဲ့ဆိုပြီးရောက်လာပြီမြေအမြောင်များရောက်လာတဲ့လေအနေနဲ့ရောက်လာတဲ့ကယ်ဆယ်ရေးအဖွဲ့ဟာဒီနေပြီးတော့စစ်တိုင်းရဲ့စစ်ဌာနချုပ်ကပြုတ်ဝက်လိုင်ကောင်းကြီးတွေကိုပဲတွားရောက်ကယ်ဆယ်ဖို့တရင်တူးတန်းကြားပြီးနောက်ကွယ်ပြောက်နေတာကျွန်တော်သတိပြုရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဖက်စစ်အကြမ်းဖက်အာနာရှင်ကိုနောက်ွယ်ကပံ့ပိုးနေတဲ့အဓိကနှစ်နိုင်ငံဖြစ်တဲ့ EU Community နဲ့ Russia Community နဲ့ပတ်သက်ပြီးငလင်ကယ်ဆယ်ရေးဟာသူတို့အတွက်ဒီ တခြားသောစီရီအသုံးပြုခွင့်တွေရပါနိုင်ပါတယ်ဥပမာငလင်ကယ်ဆေးရောင်ဆောင်ပြီးတော့ဝင်လာတဲ့ရုရှားလက်နက်ကင်တပ်ဖွဲ့တွေအထူးစစ်စင်အဖွဲ့တွေဒါတွေအားလုံးဟာငလင်ကယ်ဆေးခေါင်းစဉ်နဲ့ဝိစုံဝိပြီးဝင်လာကြပြီမဲ့ဒီရောက်တော့ဆရာနာရှင်စနစ်ထောက်ကူတည်တံ့ရေးအတွက်လိုအပ်တဲ့ဒီနီးပြူဟာတင်ကြမှုတွေနောက်ပြီးတော့အာသူတို့အခုညှို့ဝဲပြီးတော့စီမံဆောင်ရွက်ဖို့ကြိုးစားနေတဲ့နျူကလ িয়ার လက်နဲ့ထုတ်လို့ဖို့ကိစ္စတွေဒီတော့ကိုအသုံးပြုသွားကောင်းပြုသွားနိုင်တယ်လို့ပြိုကျသွားတဲ့လိုင်ကောင်းကြီးအထဲကအရေးကြီးတဲ့ပစ္စည်းတွေလူတွေကယ်ဆယ်ရေးအတွက်ကိုသူတို့အင်ဂျင်အောက်ကိုကျိုးပန်းနေတာလည်းဖြစ်နိုင်ပါတယ်ဒါဒါဒီငလင်းကိုမူတည်ပြီးတော့အသုံးချတဲ့ဖြစ်စဉ်တွေပေါ့ကျွန်တော်တို့ဟာဘယ်အကြောင်းအရာမှဆိုရှုထောင့်ပေါင်းစုံကနေသုံးသပ်နိုင်မှုလိုပါတယ်ဥပမာဆိုရင်ဟိုနေ့ကတက်လာတဲ့ဗီဒီယိုဖိုင်တစ်ဖိုင်ရခုံကြီးတင်ငန်းဝတ်ထားတဲ့လူတစ်ယောက်ကဘိုက်ဆွဲဆွဲနဲ့အထေးလို့ဟန်ဆောင်ထားတဲ့နောက်ကထီးမိုးတွေဘာညာပါတဲ့လူတစ်ယောက်ကို အသိန်းပေါင်း100တောင်းတော့သူတို့ရဲ့ဒီဖို့စာတင်တိုက်ကြီးအတွက်ပြိုကျသွားတဲ့စာတင်တိုက်ကြီးပြန်လည်တိဆောက်ဖို့အတွက်လူတန်းနာကိုတာရုခေါ်တဲ့ကျေးဇူးတင်နေဆိုတာကပြောနေတာလေးချွေဆိုင်ပိုင်ရှင်ကြီးတယောက်ကိုပြောနေတာတွေ့ရပါလိမ့်မယ်အဲ့ဒီနောက်ွယ်မှာလည်းကျွန်တော်တို့ဟာအများကြီးချက်ချက်စဉ်းစားပါအသိန်းပေါင်းထောင်တောင်းချီပြီးတော့လူတယောက်ထဲကချွေလုပ်ငန်းရှင်တယောက်ထဲကလှူမယ်ဆိုတဲ့နောက်ွယ်မှာအလှခံရမယ့်အဖွဲ့အစည်းတွေမဘာသာအင်အားစုဖြစ်တဲ့ဖက်စစ်အကြမ်းဖက်စနစ်တည်တံ့မှုအတွက်ကိုအဓိကတောက်တိုင်ပြုခဲ့တဲ့အဖွဲ့အစည်းကိုလူဖို့ ရွှေလုပ်ငန်းပိုင်ရှင်ကပြောနေတာဖြစ်တယ်အဲ့တော့ဒီရွှေလုပ်ငန်းပိုင်ရှင်ကဘာအကျိုးစီးပွားရှိနေတာမို့လို့လဲရှိနေတာလည်းအများကြီးရှိတာပေါ့ဥပမာဆိုအခုခစ်ပြက်ကြီးစိန်ကိုတဲ့တယောက်တိုက်ပြီးသေးသွားတယ်သူစိန်နေရွှေတွေကိုပဲအရောက်အရောက်ယူသိမ်းစီသွားတယ်ထုံးနီးသူကအလားတူတဲ့နေရာမှာလည်းပဲဟိုဒီရွှေတွေတွေတူဖို့ရရှိတဲ့ဟာတွေလူလာတွေရက်တာတွေဓမြတိုက်တာတွေဓာတင်းရန်နဲ့ညဆိုအိမ်တွေဝင်ပြီးအလူချမ်းစီတာတွေအများအများဖြစ်ပြနေတဲ့အချိန်မှာဒီခိုးရပါရွှေတွေအတွက်ကရောင်းဖို့ဝယ်ဖို့နေရာလိုပါတယ် အဲ့တော့စောစောကရွှေလုပ်ငန်းရှင်ကြီးဆိုတာဟာ तू ဟာတိမ်မောပဏတောင်းလှူဖို့ဂရိပြုတ်လိုက်ပြီဆိုတဲ့အကြောင်းမလို့900ပါရွှေတွေကို तू ကဒိုက်ရိုက်တော်လကောင်သူထံတစ်ဆင့်ခံရောင်းချရင်တော်လကောင်ဖက်စစ်ဂျမ်းဖက်တက်နေနဲ့အေးအေးယူမှာမဟုတ်တော့ပါဘူး။အောက်ချီရဲဆိုတဲ့တခိုးအားပေးတွေကလည်းအေးအေးယူရဲမှာမဟုတ်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီရွှေလုပ်ငန်းရှင်ကြီးဟာဒီသူတို့စစ်စစ်အာဏာရှင်စနစ်တည်တံ့ဖို့အတွက်အဓိကတောက်တိုင်ဖြစ်တဲ့ဒီအာဒီအင်အားစုအတွက်ကျောင်းတက်ကြီးဆောက်လုပ်ပေးမှာမဟုတ်လို့ဆိုတဲ့ကောင်းတင်နေ။ဆိုတော့ဒီခုလေရုရှားလည်းအလားတူပါပဲ။နောက်ကွမ်းကနေပြီးလှုပ်ဝက်တဲ့ ကျေပတ်ဝန်းပတ်သက်မှုတွေအများကြီးရှိနေမှာပါအဲ့တော့ကျွန်တော်တို့နိုင်ငံနဲ့ဝန်ထဲကြကောင်းတာကတရုတ်တပါတီကွန်မြူနစ်အာဏာရှင်စနစ်အိန္ဒိယနိုင်ငံအိန္ဒိယဒီမိုကရေစီစနစ်အမိခံထားတော့လဲပဲသူဟာဘာသာရေးလူမျိုးရေးအစွန်းရောက်တယ်လို့နိုင်ငံတကာကဆွဆွဲပြီးတော့စောင့်ကြည့်နေတဲ့နိုင်ငံဘင်္ဂလားဒေ့ရှ်လာတူပဲအခုမှအစိုးရဂျာပြအစိုးရတက်လာပြီဆိုပေမဲ့ပွင့်လင်းမြင်သာစွာကျွန်တော်တို့မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ဒီကုညီဆောင်ရွက်ပေးနိုင်တဲ့အလားအလာတွေမမြင်ရသေးဘူးသတ်ထိုင်း ထိုင်းဆိုတော့သူ့ကိုယ်တိုင်ကိုကဟိုတက်ဆင်ကိုယ်တိုင်ကိုကသူသမီးကိုရောက်အောင်ဒီပန်းဒီလဲမောင်းစုံနဲ့ဒီဘရင်ကိုအမိပြုတ်ပြီးတော့သူတို့တားဖားတွေအာဏာရဖို့ကြိုးစားထားပေမဲ့ထိုင်းပြည်သူအများစုရဲ့စန့်ကျင်မှုကိုလည်းခံနေရတဲ့နိုင်ငံဖြစ်တယ်လို့သူ့ကိုယ်တိုင်လည်းပဲနိုင်ငံကထွက်ခွာခွင့်ရဖို့ဒီပန်းစုံနဲ့ကြိုးစားပေမဲ့အခုတည်းကနိုင်ငံเจ้าကိုထွက်ခွာခွင့်မရအောင်တရားရုံးကပိတ်ဆို့ထားခြင်းခံရတဲ့ဒီဝင်းကြီးချုပ်ဟောင်းသူသမီးဆိုတာလည်းပဲတရုတ်ကိုအော်မျက်နှာလူမျက်နှာရနသားပါရသွားလို့လို့အမေရိကန်ရဲ့မြေမုံတော်ရှပြီးတော့သူတို့အစိုးရတစ်ဖွဲ့လုံး အမေရိကန်ပြည်ဝင်ကပြိပင်ခံထားရတဲ့နိုင်ငံအခုဆိုဒီအပိုင်းမှာစီးပွားစီးပွားရေးအရာဒီကုန်သွယ်မှုရာခိုင်နှုန်းတွေအပြင်းထန်တိုးမြင့်လာလို့ထိုင်းဆိုအခုမြက်ကလူးဆံပြာနဲ့အမေရိကန်ကိုတွားပြီးတော့မဖြစ်မနေတွဲဆုံဆွေးနွေးရတော့မယ့်အနေအထားဒီလိုအခြေအနေတွေအိန္ဒိယနိုင်ငံကြီးရဲ့ဂျားထဲမှာကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေဟာဒီလောက်အချိန်ထိရောက်အောင်တောက်ခံရောက်အောင်ရုန်းကန်အခုဆိုရင်အင်းတော်မျိုးသတင်းတွေတက်လာတယ်ဒါသတင်းတက်လာလို့ပဲကျွန်တော်ပြောတာပါအင်းတော်မျိုး နောက်တစ်ခါဒီညောင်ကျိုးစခန်းစတာတွေပေါ့တောက်လျှောက်ကျွန်တော်တို့တွန်လိုင်းအင်အားစုကြီးတွေကတစ်ခုပြီးတစ်ခုစခန်းတစ်စခန်းတစ်မျိုးတစ်မျိုးတိုက်ခိုက်သိမ်းပိုက်နိုင်ယူလာခဲ့တယ်ဆိုတဲ့အခြေအနေတွေဟာပြည်သူတိုင်းသားတွေရဲ့ဒီမလျှော်သောဇွဲလွန်းလာနဲ့ရုန်းကန်မှုနဲ့ဒီအာဏာရှင်စနစ်အမြင့်ပြတ်နိုင်မှဖြိုချနိုင်မှငါတို့အနာဂတ်လွတ်လပ်ခွင့်မှန်မှန်ကန်ကန်ရမှာဖြစ်တယ်ဆိုတဲ့ပြင်းပြတဲ့ဒီရည်မှန်းချက်တွေကြောင့်ကျွန်တော်တို့ရရှိလာတာဖြစ်တယ်အိန္ဒိယနိုင်ငံကြီးကောင်းလို့မဟုတ်ဘူး 噶吧，人家只能跟你过来，脑壳被他嘞拍死，江边阿那先什么结果？就那路单那阿龙耶，数十人牛木，那被杀死了木，就那路拿八万金，所以也单也无力，炸坏嘞。这干部被这阿约牛彪出面多，所以他讲也无力，第二不掉炸坏嘞。他是江边是那个阿那先时代个，有那弱小的头版被他嘞皮阿兵暴力呢接打片，你打了吗？然后就那路我们小刀子们，让我们脑壳勇敢打开，上进。 တဖြည်းဖြည်းနဲ့ကျွန်တော်ဒီမျိုးဒီမျိုးသိမ့်ပက်လာတာအခုဆိုရင်ချင်းပြည်နယ်ဆိုရင်အာဒီနေ့တက်ရတဲ့သတင်းတွေအရဟာခါကိုပတ်ဝိုင်းနိုင်တဲ့ဖလန်းမျိုးထိရတယ်လို့ကျွန်တော်တို့ဖတ်ရပါတယ်သတင်းရခိုင်အရခတ်တပ်တော်ဆိုလဲအာဒီရခိုင်ပြည်ပြည်တစ်ခုလုံးနှီးပါကို site တွေနဲ့ကြောက်ဖြူအမအပတိမ့်ပိတ်ထားနိုင်တဲ့အနေအထားတွေဖြစ်ပါတယ်ကချင်ပြည်နယ်မှာဆိုလဲပဲအခုအင်းတော်နှပါအထိကဲကတိုက်ခိုက်တိမ့်ပိတ်နိုင်တဲ့အနေအထားတွေကိုကျွန်တော်တွေ့ရပါလိမ့်မယ် ကျွန်တော်တို့ရှိတဲ့နေရာဆိုလိုက်ကော်နဲ့ချိုတော်မြို့အနေငယ်မှတပါတော်လင်းတက်ဖွဲ့အားလုံးကတိုင်းပတ်ထိန်းချုပ်ထားပြီးအခြေအနေဖြစ်ပါတယ်ဆိုတော့မင်းအောင်လိုင်းအနေနဲ့အခုဆိုရင်သူ့ရဲ့အုပ်ချုပ်ရေးရန်ညာကြီးလည်းပြိုလဲပြက်စီးနေပြီဆက်သွယ်ရေးကိုင်ကြီးလည်းပြိုလဲပြက်စီးနေပြီသူ့ရဲ့ရုံးစာနာအဆောက်အုံကိုပြန်လည်တိဆောက်ဖို့တွေမြဲအနည်းဆုံးဒေါ်လာဘီလီယံနဲ့ချီကုန်ကြမှာဖြစ်တယ်ဘာလို့ဆိုတော့အဆောက်အုံပေါင်း3000ကျော်ရုံးဌာနအဆောက်အုံပေါင်း3000ကျော်ရှိတယ်3000ကျော်လုံးပြက်စီးတယ်နော်ရုံးရုံးခန်း ခုနှစ်ကျော်ပျက်စီးတယ်ဆိုတာရုံငန်းဆိုတော့အဆောက်အအုံတခုတခုကိုမနေ့ကကုန်ကြထားတာတွေအကုန်ပျက်စီးတယ်ဆိုတာအခုမြို့ပြကြီးလိုဖြစ်နေတယ်သူတို့ရဲ့နေပြည်တော်တွေကရက်ွက်တွေအကြောင်းအာဒီဒီပြည်သူတွေတွားရောက်ရက်ကူးတင်ပြတဲ့အချိန်ကြီးအချင်းချင်းအဖြစ်မင်းအွန်လိုင်းရဲ့နေပြည်တော်ဟာကြီးနေဖို့ဖို့တော့တုံ့တန်တစားပြင်မှာဖြစ်နေတဲ့အနေထားသူတို့ရုံနေဆိုလဲနေပြည်မှာထွက်ပြီးစပွဲတွေနဲ့ရုံထိုင်ပြီးတော့တိုက်ပြီးကိုဆက်လက်ကြုံဆက်သွင်းဖို့ကြိုးစားနေရတဲ့အနေထားမှာကျွန်တော်တို့နေပြည်ကတော်လိုင်းသမားတွေဟာဘာလို့ဒီအချိန်မှာအကောင်းဆုံးအခွင့်အလမ်းတွေကိုကင်ဆုတ်ပြီးတော့စီးရေးနိုင်ငံရေး လူလူအားလုံး노ကြတက်ကြောက်စံနဲ့ပေါဝင်လာမယ့်အရေးတွေကိုမဆောင်ရွက်နိုင်ရမှာလေကျွန်တော်တို့ဆောင်ရွက်နိုင်ရမှာလိမ့်မယ်ဒီဘက်ကလည်းတန်တမန်ရေးရအခုဆိုလို့ရှိရင်အမေရိကန်ကထိုင်းကိုလေပင်းညှစ်ထား squid လောက်ထားမင်းတို့ဒီအရေးရဒီရအာအရှိတော့အာရှအာဒီကြီးမှရှိတဲ့ indo pacific strategy ကငါတို့ရဲ့လိုလားချက်ကဒါအခုဆိုဖိလစ်ပိုင်ငါတို့ f16 တိုက်လေရင်အစင်းဘလောက်ကိုရောင်းချပေးမယ်ဖိလစ်ပိုင်နဲ့ထိုင်းဝမ်နဲ့ ကိုစစ်လက်နက်ပစ္စည်းတွေနဲ့မျှကြီးပေးထားပြီးတော့တရုတ်ကဒီတောင်တရုတ်ပင်လယ်ကြီးရဲ့နဲ့ဆပြီးတော့ဒီရှေးတောင်အာရှတခွင်မှာဩဇာဖြန့်ကျက်လာမှုအခြေအနေကိုဟန်ဟန်ချက်ညီထိန်းချုပ်နိုင်ဖို့ငါတို့တို့လိုလားနေလိုလားချိန်မှာမင်းတို့ထိုင်းဆိုရဘာလုပ်ပေးပါစသဖြင့်တို့တောင်းဆိုဖို့အစဉ်သက်ရှိနေတဲ့အချိန်မှာကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်ကနိုင်ငံခြားဆက်ဆံရေးနဲ့နိုင်ငံခြားဒီနှီးပြွာတွေတန်တမန်နှီးပြွာတွေအသုံးပြုပြီးတော့မိမိလိုလားချက်ကိုအမေရိကန်ဆိုရတဆင့်တော်လကောင်းဒီလက်ရှိအိန္ဒိယနိုင်ငံတွေပေါ်မှာအားတစုံတရာပေးနိုင်တဲ့ဂျပန်၊အော်စတြေးလျစတဲ့အစိုးရတွေရဲ့တဆင့်တော်လကောင်း အာအရှိတီမောအစိုးရအဆင့်ကတဆင့်တော်လကောင်းဘင်္ဂလားဒေ့ရှ်ကအခုချိန်မှာနာမည်ကောင်းရဖို့ကြိုးစားနေတဲ့ဂျာပြအစိုးရတဆင့်တော်လကောင်းကျွန်တော်တို့ရဲ့လက်ရှိနူးတော်လိုင်းရဲ့တဲတဲလေးပဲကျွန်တော်တို့အောင်မှတ်ရအောင်ရဲ့ရဲ့လေးပဲကျွန်တော်တို့ဖက်စစ်စနစ်အပီးတိုင်းပြိုကျသွားအောင်ဖက်စစ်စနစ်ဆက်လက်ပြီးအသက်ရှင်ဖို့ဤပေါင်းစုံနဲ့ကြိုးစားလာနိုင်ရင်ရှိတဲ့အခွင့်အလမ်းတွေကိုကျွန်တော်တို့ရဲ့အားသာချက်ဖြင့်အသုံးပြုပြီးမင်းအွန်လိုင်းတွေအားနည်းချက်တွေဖြင့်ပြိုကျပစ္စည်းသွားအောင်ကျွန်တော်တို့အားလုံးချိန်ကိတ် အဲဆောင်ရွက်နိုင်မှုလိုတယ်လို့ကျွန်တော်အနေနဲ့အသုံးသုံးသပ်တင်ပြပါတယ်အဲ့တော့ main online passive အကြံဖက်အနေနဲ့သူတို့ရဲ့ institution က290နီးပါးလောက်နီးပေါင်းစုံနဲ့တက်ဆိုးရှင်အောင်စူးစမ်းလာနိုင်ခဲ့တယ်အတွေ့အကြုံရှိတယ်ဆိုတာကိုမမေ့မလျော့ပဲကျွန်တော်တို့ပြည်သူတိုင်းသားအလုံးဟာပုံမူဆွဲရှိရမယ်ပုံမူပေးဆက်ဆွံ့လွကြရလိမ့်မယ်ပုံမူရင့်ကြကြရလိမ့်မယ်ပုံမူစည်းလုံးကြရလိမ့်မယ်လွန်ခဲ့တဲ့290ကာလအတော်တွေဖြတ်သန်းခဲ့တဲ့ဒေါ်လာရေးအဲဒီတမအစင်ဆက်တွေ့ကြုံရတဲ့အကောင်းကြီးတွေက အကောင်းဆုံးကိုသင်ဝင်ကယူပြီးအစိုးရထဲကအမြန်ဆုံးရှောင်ရှားဖဲကျင်နိုင်တဲ့ဆွမ်းရည်ကျွန်တော်တို့ရှိကြပါလိမ့်မယ်ပြီးတော့ကျွန်တော်တို့အားလုံးဟာပြည်သူနောက်လာမယ့်မျိုးဆက်တွေရဲ့မျက်နှာကိုပဲမျက်နှာမှုပြီးတော့သူတို့ကောင်းကျိုးအတွက်ကိုပဲကျွန်တော်တို့ရဲ့အတ္တတွေကျွန်တော်တို့ရဲ့မာနတွေကျွန်တော်တို့ရဲ့ရမက်တွေကိုဖြေလျှော့နိုင်စွမ်းရှိရလိမ့်မယ်လို့ကျွန်တော်တို့တိုင်းပြည်ကိုချစ်တဲ့ပြည်သူများအားလုံးကိုနှိုးဆော်ပန်းကြားရင်ဖက်စစ်အကြမ်းဖက်လက်ပါစီအောက်မှာရသလောက်အခွင့်အရေးရှာမယ်ဆိုပြီးဘက်တစ်ဘက်ထဲကိုရက်ခဲ့ဘူးတဲ့ လူတွေအားလုံးကိုလည်းကဘာဝကြီးကဒဏ်ခတ်လာတာကိုအကောင်းဆုံးတံဝေကယူပြီးကျွန်တော်နိုင်ငံကောင်းဖို့အမြင်မှန်အမှန်မြင်မှာပြီးတော့တံဝေကယူပြီးစင်ကျင်မှာကျွန်တော်တို့မနေ့ကမှလူဆက်လွတ်ချင်သေးတယ်ဆိုရင်ခုချိန်ရောက်စပြီးအမှန်နဲ့တရားအတွက်နိုင်ငံတော်နိုင်ငံသားတွေနောင်နောင်လာနောင်သားတွေကောင်းစားရေးအတွက်မတို့ဘာလို့တင့်ပြီးဘာလို့ခဲ့တဲ့အတွက်ကြောင့်ဘာဖြစ်နေပြီဆိုတဲ့ဆုံးဖြတ်ချက်တွေသုံးသပ်ချက်တွေချပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းလို့ဆိုလိုက်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးတဘောဝဘေး နောက်တခါဖက်စစ်အကြမ်းဖက်လူလုအာဏာရှင်ကပ်ဘေးဆက်လက်ပြီးတော့ကြုံတွေ့လာနိုင်ပွဲရှိတဲ့ယူယွင်းနဲ့မှားယွင်းနဲ့စနစ်ကြောင့်ဆက်လက်တဲရောက်လာနိုင်တဲ့ဘေးမျိုးမျိုးကနေကင်းဝေးပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်